မင်္ဂလာပါရှင်အခုကျမတို့ဒီနေ့အတွက်မှာကြတော့ဒီ open net ကိုအပြင်မှာဝယ်မသုံးဘဲနဲ့အဲလောင်းမီသုံးမယ်ဆိုလို့ရှိရင်အဲဘီလက်မြေဘလောက်ကုန်မလဲတဲရင်ကြောက်ပယံလုတ်သားကိုဘလောက်သုံးရမလဲဆိုတာအတွက်မှာဖြစ်ပါတယ်အခုဒီမှာပုံမှာပြထားတဲ့ open net ဆိုလို့ရှိရင်သူ့ရဲ့ရွယ်စားကအဲဒီမှာဆိုလို့ရှိရင်သူက15လက်မှရှိတယ်ဒီဘက်ကိုလည်းသူက15လက်မှရှိမှာပေါ့နော်15လက်မှပတ်လဲဒီလိုရှိမယ် အဲ့ဒီအပေါ်မှာမာ तू ကဟိုဟာတိုင်ဆိုင်တယ်ပေါ့နော်တသားတိုင်ရင်အဲပြီးရင်ဒီမှာတကျင်တွေရာနေသူကပြန်တွဲထားတယ်ပေါ့နော်ဒီဘိုးနက်တွေနဲ့ပြန်တွဲထားတယ်အဲ့တော့ဒီအောက်မှာသုံးမဲ့ဒီဖူတီကိုကျမတို့ဘယ်လောက်ကုန်လဲဆိုတာအဲကျမတို့တွက်มาဖြစ်ပါတယ်ပေါ့နော်ဒါ15လက်မပတ်လဲရှိမယ်ပြီးရင်ဖူတီတုံးရဲ့အမြင်အကြတော့မြေကြီးရဲ့အောက်ကိုဝင်ထားတာကနှစ်ပေချောင်းမြေကြီးရဲ့ပုံဒါတစ်ပေ3လက်မပေါ့နော် ဲ့တော့စုစုပေါင်းဒီ footy ပေါ့နော် open net ကြီးရဲ့အဲဒီအမြင်ရကြတော့3ပေ6နဲ့တပေနဲ့ပေါင်းအဲ2ပေ6နဲ့တပေနဲ့ပေါင်းတော့သူက3ပေ6လက်မှအဲ့တော့ဒီတတုံးအတွက်ကျမတို့ကကုပအတွက်မယ်ဆိုလို့ရှိရင်အလျားရယ်အနံ့ရယ်အမြင့်ရယ်တွားမယ်အဲ့တော့အလျားဘယ်လောက်လဲဆိုရင်15လက်မှအနံကလည်း15လက်မအမြင့်ကဘယ်လောက်လဲဆိုတော့3ပေ6လက်မဒီ3ကိုမြှောက်မယ်ပေါ့နော်မြှောက်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကကုပပေးနေလို့ချင်တော့ဒီ မှာရှိတဲ့15လက်မကိုပေဖွင့်စနစ်နဲ့စာဒီမှာရှိတဲ့15လက်မလည်းစနစ်နဲ့စာဒီ3ပေ6လက်မကကြတော့အာဘယ်လောက်ဖြစ်မလဲဆိုတော့3ပေ6ကိုကျမတို့က3.5ပေနဲ့ထည့်အတွက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကကုပပေရလာမှာဖြစ်ပါတယ်ပေါ့နော်ကုပပေဆိုတော့ကျမတို့ကကယ်ကူလေတာနှိပ်ကြည့်မယ်နော် ဲ့တော့ဒီမှာကျွန်တော်တို့ကုလားနှိပ်မယ်ဆိုရင်15အမြောင်15အမြောင်ဟိုက3တတမ5အစား12ကိုနှစ်ခါနဲ့စားမယ်ဆိုတော့144ဆိုရင်နှိပ်လိုက်မယ်ဆိုရင်5တတမ4ခွန်ပေါ့နော်5တတမ4ခွန်ရမယ်5တတမ4ခွန်ကုပပေးအဲဒါကဘလောက်လဲဆိုရင်ဟိုတုံးစာပေါ့နော်နော်တုံးအတွက်အဲဒီလိုမျိုးဒီ open net ပေါ့နော်ဘယ်နှခုရှိမလဲဆိုလို့ရှိရင်ကျမတို့တစ်ခုလိုရေးလိုက်မယ်နော် အဲကျွန်တော်တခုအတွက်ပေါ့နော်ဒီလိုဟာမျိုးအိမ်တစ်လုံးမှာအဲနော်ဥပမာကျွန်တော်တို့12ခုလိုမယ်ပေါ့နော်12ခုလိုမယ်ဆိုရင်9တရမ4ခွန်ဘာနဲ့မြှောက်မလဲဆိုရင်စနစ်နဲ့မြှောက်လိုက်မယ်နော်အဲစနစ်နဲ့မြှောက်မယ်ဆိုတော့9တရမ9တရမ4ခွန်မြှောက်စနစ်65တရမ6လေးပေါ့နော်65တရမ6လေး65တရမ6လေးကူပါပေး ဒါကဒီကိုလုံးမဲ့ဒီဒုရယ်ပမာဏပဲတွက်တာရှိသေးရပေါ့เนาะအဲ့တော့ကျမတို့ဘယ်ကိုပြင်ကြည့်ရမလဲဆိုလို့ရှိရင်ကျမတို့အဲဒီမှာအဲဒီမှာဘီလက်မြေလောက်ကုန်လဲဆိုတာမှာ rate ရှိတယ်ပေါ့เนาะနှုံနာရှိရဲ့ဒီနှုံနာလေးကိုကျမတို့ပြင်ကြည့်မယ်ပေါ့เนาะပြင်ကြည့်ရခါမှာဆိုလို့ရှိရင်သူကအဲကွန်ကရစ်ကိုလက်နဲ့ရောဆက်ခြင်းအတွက်ပေါ့เนาะကျမတို့မေဆာမသုံးမဲနဲ့လက်နဲ့ပဲဒီတိုင်းအဲရောမယ်ဆိုလို့ရှိရင်136 ဘီလက်မြေကွန်ကရစ်အတွက်ဆိုရင်တရာကူပပေမှာဘီလက်မြေက1440ပေါင်တဲကကြတော့48ကူပကြောက်ကကြတော့66ကူပပယံတရာလုတ်သားက6ယောက်ရေဘိုးလိုမယ်ဆိုရင်ရေတန်မိုးထည့်ပေးမယ်ပေါ့နော်ရေဝယ်ရတဲ့ဈေးထည့်ပေးမယ်အဲ့တော့ကျမတို့ဒါနဲ့တွက်မယ်ပေါ့နော်အဲကျွန်တော်တို့ခုတွက်ခဲ့တာကကြတော့ဘလောက်ရသွားလဲဆိုတော့ဒီပုံမှာကျွန်တော်တို့လောင်းမဲ့ဒီ12ခုစာအတွက်က 65.64ပေါ့เนาะအဲ့တော့ကျွန်တော်ဘီလက်မြေအတွက်မယ်เนาะဘီလက်မြေကကြတော့သူပေးထားတာဒီမှာ100ပေါ့เนาะ100မှာဆိုလို့ရှိရင်เนาะ100ခုဝပေးမှာဆိုလို့ရှိရင်ဘီလက်မြေက1440ပေါင်ကုန်မယ်1440ပေါင်အဲ့တော့ အဲဒီမှာကျွန်တော်တို့ရထားတာဘလောက်ပဲဆိုတော့65ဒရမ64ပဲရထားတယ်ပေါ့နော်65ဒရမ64เนาะကုဘပေးမှာဆိုရင်ဘလောက်ကုန်လဲဆိုတော့1440အမြောင်65ဒရမ64ဟို100နဲ့စားမယ်ပေါ့နော်စားတယ်ဆိုရင်ကျွန်တော်တို့ဒီမှာကုလတာနှိပ်ကြည့်မယ်ပေါ့နော်1440အမြောင်65ဒရမ64အစား100အဲ့တော့ 945တတမ2နှစ်16ပေါင်ပေါ့နော်ကျမတို့ပေါင်နဲ့ဝယ်လို့မရအောင်လေအဲ့နဲ့ဝယ်ရမှာဆိုတော့ဗာနဲ့ပြန်စားမလဲဆိုတော့112နဲ့ပြန်စားမယ်တရားတအိတ်ကို112ပေါင်ဆိုတော့အစား112ဇာရင်8တတမ4 8တတမ4ဝယ်လို့မရအောင်လေနော်8အိတ်ဝယ်ဝယ်မဝယ်ဘူးဆို6အိတ်ဝယ်ရမှာပေါ့နော်8တတမ4 8 နော်အဲ့ခါကြာလို့ရှိရင်ကျမတို့ကဘယ်နဲ့ဝယ်ရမလဲဆိုတော့နော်98ဝယ်ရမှာပေါ့နော်98ကို18ကိုသူကအခုက2300ပေါက်တယ်ဆိုရင်2300နဲ့မြှောက်ရင်သူကုန်မဲကုန်ကြစိတ်ထွက်ရမှာပေါ့နော်ပတ်စံရလိမ့်မယ်ပြီးရင်နောက်တစ်ခုကကျမတို့တဲအတွက်မယ်ပေါ့နော်တဲအဲတဲရကြတော့တရာမှာဆိုလို့ရှိရင်တရာကူပါပေဆိုလို့ရှိရင်သူကဒီမှာဘယ်လောက်လဲဆိုတော့48နော်48ကူပါပေကုန်မဲ ဲ့တော့ကျမတို့အခုရထားတာဘလောက်လဲဆိုတော့65တက်တက်မှာ64ကုဘပင်မှာဆိုရင်ဘလောက်လဲပေါ့เนาะအဲ့တော့48အမြောက်65တက်တက်မှာ64ကိုဗာနဲ့မြောင်စားမလဲဆိုတော့100နဲ့စားကျမတို့နှိပ်ကွက်ကွက်လောက်တွက်ကြည့်မယ်ပေါ့เนาะ48အမြောက်65တက်တက်မှာ64အစား100အဲ့တော့31တက်တက်မှာ5ပေါ့เนาะ31တက်တက်မှာ5ကုဘပင် တော်တော့အပြင်မှာဒီတဲကိုလည်းကုဘနဲ့ဝယ်လို့မရဘူးလေနော်ကုဘနဲ့ဝယ်လို့မရဘာပြန်ဖွဲ့ရမလဲဆိုတော့ချင်းပြန်ဖွဲ့မယ်ချင်းကိုပြန်ဖွဲ့ချင်းတရားနဲ့ပြန်စားတယ်တရားနဲ့စားရင်တုံညတရက်မှာ315ချင်းရမယ်ပေါ့နော်အဲတရားတုံညတရက်မှာ315ချင်းဆိုရင်သူကချင်းစိတ်ကြော်ကြော်ဝယ်ရမှာပေါ့နော်ချင်းစိတ်ဟိုဟာအဲသူကသုံးမှု3 3မှုလောက်ဝယ်ရမယ်နော်ချင်းနဲ့ပြောရင်သုံးမှုလောက်ဝယ်ရမှာပေါ့တဲသုံးမှုလောက်ဝယ်ရမယ် နော်အာပြီးလို့ရှိရင်တဲပြီးရင်ကြောက်ပေါ့နော်ကြောက်အဲကြောက်ကကြတော့နော်တရာကုဘပေးမှာလဲဘလောက်ကုန်လဲဆိုတော့မှာ96နော်96ကုဘပေးအခုကကုန်မှာကြတော့အခုကကိုလုံးအမဲဟာကြတော့65တရမ64ပဲရှိရယ်ဆိုရင်ဘလောက်လဲ96အမြောင်65တရမ64ဟူဒီဘာနဲ့စားဆိုတော့တရာနဲ့စားနော်ကျမတို့ကယ်ကူလေတာနှိပ်ပါမယ်အဲ့တော့96အမြောင် 65တဒမ64ဟူဒီ100နဲ့စာအဲ့တော့သူက63တဒမရတယ်ပေါ့နော်63ကုဘပေးရတယ်သူလည်းကုဘနဲ့ဝယ်လို့မရအောင်လေဝယ်ရင်ချင်းနဲ့ဝယ်ရမှာဆိုသူ့ကို100နဲ့ပြန်စာ3ညတဒမ63ကုဘပေးအဲအဲ့ဒီခါကျရင်ကျွန်တော်တို့က6မူလောက်ဝယ်ရမှာပေါ့နော်အဲချင်းနဲ့ပြောမယ်ဆို6မူလောက်ဝယ်ရမယ်နော်3တဒမ63 သုံးရသမား5ဆိုရင်ငါအဲကျင်းဝက်ပေါ့နော်သူကကြတော့ကျင်းငါမူကျင်း6မူလောက်ဝယ်ရမှာပေါ့နော်ပြီးရင်ပယံပေါ့နော်ပယံကကြတော့ပယံဆရာကကြတော့တရာမှာတော့100ခုပပေးလုံးမယ်ဆိုရင်သူကဘယ်နှယောက်ကုန်လဲဆိုရင်တယောက်ကုန်မယ်အခုကကြတော့65တရမ64ပဲဆိုလို့ရှိရင်ဘယ်လောက်လဲ1အမြောင်65တရမ64အစာအဲ100ပေါ့เนาะအဲ့ခါကျတော့ဒီမှာ100နဲ့စားလိုက်ရင် တုံညာတရမ6564တုံညာတမ6564လို့လူကိုသွားပိုင်းလို့မမြရတာเนาะအဲ့ခါကျတော့ဘယ်လောက်ခေါ်ရမလဲဆိုတော့တယောက်ပဲပေါ့เนาะတရာအဲ့တော့တယောက်ကိုဘယ်လောက်လဲဆိုတော့နှစ်အခု3000ဆိုလဲ3000 3000ခွဲဆိုလဲ3000ခွဲပေါ့เนาะ3000ခွဲကုန်မယ်ပေါ့เนาะပြီးရင်ဒီမှာတဲဆိုလဲအဲ့လိုပဲเนาะတဲဆိုရင်တချင်းဟောเนาะအဲတချင်းဟောဘယ်လောက်လဲပေါ့เนาะတချင်းဟောဈေးနှုန်းနဲ့မြှောက်လိုက်မယ်ဆိုရင်သူ တန်မိုးရမှာပေါ့နော်ကြောက်ဆိုလို့ရှိရင်ကြောက်က2သိန်းလောက်ဖြစ်တယ်ဆို2သိန်းလောက်နဲ့မြှောက်ပေါ့နော်ဒီမှာ2သိန်းဆို2သိန်းနဲ့မြှောက်အဲဆိုလို့ရှိရင်သူရဲ့ကုန်ကြစေဒီမှာထွက်လာမယ်ပေါ့နော်ပြီးရင်ပယံရပြီပယံရပြီလို့ရှိရင်လှုပ်သားတွက်မယ်ပေါ့နော်လှုပ်သားလည်းအဲ့လိုပဲနော်လှုပ်သားကြတော့တရာကူပါပင်ဒီမှာဘယ်နှယောက်ကုန်ထားလဲဆိုရင်ဒီမှာ၈ယောက်ကုန်ထားတယ်ပေါ့နော်၈ယောက်အဲအဲဆို65တဒမ64မှာဆိုရင်ဘယ်လောက်လဲဆိုရင်၈အမြောက် 65တရမ64ဦးဒီဘာနဲ့စားဆိုတော့100နဲ့စားပေါ့เนาะကျွန်မအဲဒီမှာမြှောက်ကြည့်မယ်8အမြား65တရမ64အစား100အဲဆိုရင်5တရမ25ပေါ့เนาะ5တရမ25ရအဲအဲ့ဒီခါကျတော့5တရမ25ဆိုဟိုလူခေါ်လို့မရဘူးလေเนาะအဲ့ခါကျတော့5ရောက်ယူရင်ယူမယူဘူးဆိုလို့ရှိရင်ဒါမှမဟုတ်6ရောက်ခေါ်ရမှာပေါ့เนาะ5ရောက်တို့မဟုတ်6ရောက် ပြီးရင်သူ့ရဲ့ဒီလောက်ကျန်သမားက2000ခွဲဆိုရင်ဒီမှာ2000ခွဲနဲ့မြောက်ကျွန်မဒီလိုရေးမယ်เนาะမြင်းဆောင်နဲ့မရေးဘဲနဲ့တို့မဟုတ်နော်9ရောက်တို့မဟုတ်6ရောက်ဆိုရင်2000ခွဲအဲဆိုရင်စုစုပေါင်းဒီရှိနေတဲ့ကုန်ကြမ်းစိတ်တန်မိုးတွေကိုအဲကျမတို့ပေါင်းလိုက်မယ်ဆိုရင်အဲဒီလိုပုံစံမျိုး နော်ဒီလိုပုံစံမျိုးအာဒီဟိုက open net ကိုအာလှုပ်ဖို့အတွက်ဆိုရင်ကုံမဲ့ပစ္စည်းတန်မိုးရဲ့အာဒီအလုတ်သမားကုံညာစိတ်ရဲ့ဒါရတော့မှာဖြစ်ပါတယ်